ဟောတရာဇတ်တော်သည်ဗုဒ္ဓဘာသာ၏ဇက်ကြီးဆယ်ပွဲတွင်ပြစ္စမမြောက်ဇတ်တော်ဖြစ်ပြီးဂေါရမမြတ်စွာဘုရား၏အတိတ်ဘဝတစ်ခုဖြစ်သည့်မဟောတရာသူခမိန်၏ပညာပါရမီကိုဖော်ပြသည့်ဇတ်တော်ဖြစ်သည့်ဤဇတ်တော်ကို ပါဠိကျမ်းဂန်များတွင် မဟာဥမင်္ဂလဇတ်ဟုလည်းခေါ်ကြသည် ဂေါရမမြတ်စွာဘုရားသည်တဝိထိပြီးဇေတာဝန်ကျောင်းတော်တွင်တည်င်းသုံးနေစဉ်ပညာပါရမီကိုအကြောင်းပြု၍ဤဇတ်တော်ကိုဟောကြားခဲ့သည်ဤဇတ်တော်သည် အခမ်းကဏ္ဍများစွာပါဝင်ပြီးမဟောတရာဤဉာဏ်ပညာထက်မြတ်မှုနှင့်တရားမြတ်မှုကို အသေးစိတ်ဖော်ပြထားသည် မဟောတရာဇတ်တော်သည်ဝိတေဟရတိုင်မိထီလာပြီတွင်စတင်သည်ဤပြည်ကိုဝိတေဟရမင်းကြီးကအုပ်ချုပ်ပြီးဒေနာက ပကုဒကာမိနဒေဝိနဟူသောအမတ်ကြီးလေးဦးရှိသည်ဤဇတ်တော်ဤအဓိကဇတ်ဆောင်ဖြစ်သူမဟောတရာသည် မိထီလာပြီအနီးပါစီနေယဝမင်းဆဂုံရွာတွင်တိရိဝိနတထေးနှင့်သုမနာဒေဝီတို့ဤသားဖြစ်ဖွားမြင်လာသည် မဟောတရာသည်ဖွားမြင်စဉ်ကပင်ထူးခြားသည် သူသည်နတ်ဆေးလုံးတစ်လုံးကိုကိုင်ဆောင်လျက်စကားပြောနိုင်ပြီးမိခင်ဖြစ်သူသူမနဒေဝီအားမိသည့်နာကျင်မှုမှမဖြစ်ပေါ်စေဘဲဖွားမြင်ခဲ့သည်ဤဆေးလုံးဖြင့်လူများစွာ၏ယောဂါများကိုပျောက်ကင်းစေနိုင်သဖြင့်မဟောတရာဆေးလုံးကြီးကိုယ်တော်အမိကိုရရှိခဲ့သည် သူ၏မွေးနေ့မွေးရက်မွေးချိန်တူညီသည့်ဖွားမြင်ဘက်အယောက်တစ်ထောင်လဲရှိခဲ့သည် ငယ်စဉ်ဘဝဉာဏ်ပညာထက်မြက်မှုမဟောတရာသည်ငယ်စဉ်ကပင်ဉာဏ်ပညာထက်မြက်သည်ပါစီနိယဝမင်းစာဂုံရွာတွင် ဖြစ်ပေါ်သောပြဿနာများဖြစ်သည့်စွန်ကြည်သားမှုနွားခိုးမှုလေရွယ်ခိုးမှုချီထွေးခိုးမှုတားခိုးမှုမယားခိုးမှုယထာခိုးမှုဟူသောအမှုခုနှစ်ခုကိုတရားမျှတစွာစီရင်ဆုံးဖြတ်နိုင်ခဲ့သည့်ဤတည်င်းများသည်ဝိတေဟရမင်းကြီးထံသို့ရောက်ရှိသွားသည် သို့သောအမတ်ကြီးများသည်မဟောတရာဤခင်မြတ်မှုကိုမနစ်သက်သဖြင့်သူ့ကိုနန်းတွင်းသို့ခေါ်ယူရန်ဝိတေဟရမင်းဤအမိန့်ကိုဆိုင်းငံ့ထားခဲ့သည်ထို့နောက်မင်းကြီးကမဟောတရာဤညံစွမ်းကိုစမ်းသက်ရန်ပြဿနာများစွာကိုဆေလွတ်စေသည်ဤပြဿနာများမှာရှာလန်တန်ဤအရင်ဖြားကိုရှာပွေရန်ဦးကောင်းခွန်နှစ်ခုကိုကြည်ပြီးယောက်ျားမိန်းမခွဲခြားရန် ငွေအဖိုအမောကိုခွဲခြားရန်ဦးကောင်း၌ပို့ပါသောတရဝါကိုစိတ်ရန်ပရမျာကိုကျိုးတက်တဲ့ရန်နွားလားကိုတာဖွာစေရန်ခမင်းချင်းပြက်တနာတဲလွန်ပြက်တနာရေကန်ပြက်တနာဦးရင်ပြက်တနာမဟောတရာသည်ဤပြက်တနာများအလုံးကိုညံစွမ်းထက်မြတ်စွာဖြည့်ရှင်းနိုင်ခဲ့သည် မဟောဒဒာဤဉာဏ်ပညာကိုအံ့ဩသဘောကြသောဝိတေဟရမင်းကြီးသည် သူကိုနန်းတော်သို့ခေါ်ယူပြီးချီးမြှောက်သည်တခါကမင်းကြီးဤမိဖုရားဥဒုံမရဒေဝီသည် မြင်းလင်းတဦးကိုမြင်ပြီးပြုံးမိရာမင်းကြီးကအထင်လွဲကတက်မီပြူသည်မဟောတရာကမိဖုရား၏အပြစ်ကင်းမှုကိုတတ်သိပြပြီးသူမ၏အသက်ကိုကယ်တင်နိုင်ခဲ့သည် ထို့ကြောင့်မိဖုရားကမဟောတရာကို မောင်ငယ်အဖြစ်ချစ်ခင်စွာချီးမြှောက်ပြီးမင်းကြီးကလည်းအပြာတသိန်းဖြင့်ဆုချသည်အမတ်ကြီးများ၏မနာလိုမှုနှင့်ပြဿနာများ အမတ်ကြီးလေးဦးသည်မဟောဒရာဤထမ်းမြတ်မှုကိုမနာလိုဖြစ်ကာသူ့ကိုခိုးသူဟန်ဆောင်၍အပြစ်ပေးရန်ကြံစီသည်မင်းကြီးကသူတို့၏ရှောက်တင်ချက်ကိုယုံကြည်ပြီးမဟောဒရာကိုအပြစ်ဒဏ်ခတ်ရန်မိန့်မှတ်သည်မဟောဒရာသည်တောင်မဇဂုံရွာသို့ထွက်ပြေးတိမ်းရှောင်ရသည်သို့တော်သူ၏ဉာဏ်ပညာဖြင့် အမတ်ကြီးများ၏ကြံစီမှုကို ဖော်ထုတ်ပြီးအင်းတို့ကို အရှက်ရစေကာမင်းကြီးထံတွင်အမှန်တရားကို ထင်ရှားစွာဖော်ထုတ်စေသည်ထိုချိန်တွင်ထီးကျက်ဆောင်နတ်သမီးကပု္ပ္ပာလေးရဲ့ကိုမင်းမြန်ရာမြည်သူမြဖြေဆိုနိုင်ခြင်းမရှိသဖြင့်မင်းကြီးကမဟောတရာကို ပြန်လဲခေါ်ယူစေသည်မဟောတရာသည် ထိုပု္ပ္ပာများကို ဖြေဆိုနိုင်ခဲ့ပြီးစစ်ဘရင်တေနာပတိအဖြစ်ချီးမြှောက်ခံရသည် လူဝက်ကိစ္စနဲ့ရာဇဝင်စီမံခြင်းတခါကမင်းကြီးကလူဝက်အပ်သောကိစ္စတစ်ခုကိုမြည်သူအားမျှမပြောရဟူသောပြည်တနာကိုထုတ်သည်တေနာကအဆရှိသောအမတ်ကြီးများသည်ဤပြည်တနာကို ဖြေရှင်းရာတွင်အရေးရှုံးနေကြသည်မဟောတရာကမူထိုပြည်တနာကို အောင်မြင်စွာဖြေရှင်းနိုင်ခဲ့ပြီးဝိတေဟရတိုင်းကြီးကိုဘရင်ကိုစားစီမံခန့်ခွဲခွင့်ရရှိသည် စုလနီပါမတက်မင်းနှင့်စည်ရေးစွန်းရင်ဩတရပိစာကားရဲ့ပြည်မှစုလနီပါမတက်မင်းသည်အခြားတိုင်းပြည်များကိုတင်ပိုက်ပြီးနောက်မိတိလာပြည်ကိုစစ်ကြောင်းထိုးလာသည်မဟောတရာသည်ညံပရိရဲ့ဖြစ်ရန်သူကိုအနည်းငယ်မပေးဘဲတွန်းလှန်နိုင်ခဲ့သည်ထို့ပြင်စုလနီပါမတက်မင်း၏သမီးတော်ပိစလစန်နီမင်းသမီးကိုဦးမင်လိုင်ကောင်းတွင်မှခေါ်ဆောင်ကဝိတေဟရမင်းနှင့်လက်ဆက်စေသည် စုလနီပြမတတ်မင်း၏အတိုင်းမင်ခံကေဝုပုံနာသည်မဟောဒရာ၏ဉာဏ်ပညာကို မရှင်းနိုင်သဖြင့်အဆက်ကြီးစွာရရှိခဲ့သည်။နောက်ဆုံးဘဝနှင့်ဂုံကျေးဇူးများနောက်ပိုင်းတွင်မဟောဒရာသည်စုလနီပါမတတ်မင်းထံတွင်ခါစားပြီး အတတ်ထက်ဆုံးစည်းစိမ်ကိုခံစားရသည့်ဤဆက်တော်သည်ပညာပါရမီဝိရိယပါရမီခန္တီပါရမီတို့ကိုဖြည့်ဆည်းခဲ့ပုံကို ပြသသည် ဓိကအကြောင်းအရာများဉာဏ်ပညာထက်မြက်မှုမဟောတရာဤဉာဏ်ပညာသည်ပြဒနာမျိုးမျိုးကိုဖြေရှင်းရာတွင်ထင်ရှားသည် သူဤတရားမျှတမှုနှင့် ထိုးထွေးဉာဏ်သည်ရိုးရှင်းသောခိုးမှုမှ ရှုပ်ထွေးသောနိုင်ငံရေးပြဒနာများအထိဖြေရှင်းနိုင်ခဲ့သည်တရားမျှတမှုမဟောတရာသည် အမှုများကိုစီရင်ရာတွင်ဗမ်းမလိုက်ပဲတရားမျှတစွာဆုံးဖြတ်သည် ဥပမာမိဖုရားဥဒုံမရဒေဝီဤအမှုတွင်အမှန်တရားကို ထင်ရှားစေနိုင်ခဲ့သည်ယန္တူကိုအောင်းနိုင်မှုဆူလနီဘာမတက်မင်းဤစည်ရေးကိုအနည်းငယ်မပေးဘဲညံပရိယေဖြင့်အနိုင်ယူနိုင်ခဲ့သည်မှာသူဤညံစွမ်းထက်မြတ်မှုဤထူးခြားသော ဥပမာတစ်ခုဖြစ်သည်ပါရမီဖြည့်စည်းမှုဤဇတ်တော်သည်မဟောဒရာအနေဖြင့်ပညာပါရမီ ဝိရိယပါရမီခန္ဒီပါရမီတို့ကိုဖြည့်ဆည်းပြီးဖျားဖြည့်ရန်ပြင်ဆင်ခဲ့ပုံကိုဖော်ပြသည် မဟောတရာဇတ်တော်သည်ဉာဏ်ပညာဖြင့်ပြည့်တနာများကို ဖြည့်ရှင်းပုံတရားမြတ်တော်မှုကိုထိမ့်သိမ့်ပုံရန်သူကို အောင်းနိုင်ပုံတို့ကို အသေးစိတ်ဖော်ပြထားသည့်ဗုဒ္ဓဘာသာ၏အဖိုးတန်ဇတ်တော်တပုတ်ဖြစ်သည်ယင်းသည် လူသားများအားပညာရှိစွာ ပြည့်တနာဖြည့်ရှင်းရန်တရားမြတ်တော်မှုကို လိုက်နာရန်နှင့်တီးခန့်ခြင်းဖြင့်အောင်မြင်မှုရရှိရန် သင်ငန်းစာပေးသည် ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်